။ဘယ်ပြောပြရမလဲ။ခါတော့ကဟိုစတ်ထတန်ငယ်နာတင်းတယ်ဆိုကြားဦးစမ်းနော်။စတ်ထတန်ငယ်နာတင်းတော့ပထမဆုံးဥက္ကရာဆရာတော်ကြီးကညောင်ရဆရာတော်ကြီးရမန္တလေးကညောင်ရဆရာတော်ကြီး။ဆရာတော်ကြီးရဲ့တတ်တော်ကြီးလို့လို့တော့ဒုတိယဥက္ကရာတင်ခိုင်တာကအခုမန္တလေးမစိုးရင်တိုက်။ဆရာတော်ကြီးကဥက္ကရာဖြစ်ဆရာတော်ကြီးကဥက္ကရာဖြစ်တော့မန္တလေးမစိုးရင်တိုက်မှလည်းတန်ခါတွေကအများကြီးကိုစာသင်သားတွေကရှိတော့ဒီမှာအမြဲတမ်းမနေနိုင်ဘူး။ ဒီကိစ္စပြီးမန္တလေးပြန်မန္တလေးကိစ္စပြီးရန်ကုန်လာပေါ့ဗျာမန္တလေးနဲ့ရန်ကုန်နဲ့ခုနေရအဲ့ဒီတုန်းကတော့ယထာနဲ့ပေါ့နော်ညဆရာတော်ကြီးသွားမယ်ဆိုရင်အထူးယထာအထူးရဲချိတ်ပြီးတယ်အဲ့ဒီမှာအထူးရဲရှိတယ်ဥစ္စာမင်းကောင်းဆရာတော်ကြီးလက်ထက်ထိအထူးရဲရှိတယ်သူတို့တိပိတ်ကပြီးကစားရှိသေးတယ်သူတို့ပြန်တော့ဥစ္စာမှတ်မိတယ်အထူးရဲဆိုတာကအာအိမ်သားရေချိုးကန်းပါတယ်အိတ်စင်နှစင်ပါတယ်ထိုင်ကုန်းပါတယ်ဆမင်းသားစပါးဘာညာအကုန်ပါတာပေါ့ဗျာနော်အဲဖို့အိတ်စင်လည်းနှစင်ထိုင်ကုန်းလည်းနှစ်ခုနဲ့ပေါ့နော်အမျိုးတွေအမျိုးချိတ်ပြီး ကျေတော့ဆရာတော်ကြီးကတခါတော့မန်းလေးကနေပြီးတော့ရန်ကုန်သံဃာနာကိစ္စနဲ့ပြန်လာအခုသာစီနေရန်လောက်နဲ့တူတယ်နောက်တစ်ခါကျတော့ရန်ကုန်ကငွေစင်းမင်းကြီးတယောက်ဟာသူငွေစင်းကိစ္စနဲ့ကြာစီသွားအပြန်ကြရထားလက်မှတ်ပြတော့ရထားလက်မှတ်အဲ့တုန်းကခက်တယ်လေမရတော့သူကချောင်းတဲ့တွင်းနဲ့လိုက်မယ်ဆိုလိုက်ရှာတော့ဆရာတော်ကြီးတွေ့တွေ့တခြားတွေ့တွေ့အခုမြည်လာအဲ့ဆရာတော်ကြီးဆရာတော်ဒီလိုတော့ဘာဝန်နှမ်းမှာပေါ့နော် အဲကိစ္စကြည့်လို့ဒီရောရေဖို့ပြန်မှာရထားလက်မှလည်းမရလို့ဆရာတော်တွဲမှာလိုက်လို့ရမရဖျားဆိုတော့အာတခါကြီးလိုက်ခဲ့ချောင်းတာပဲဆိုအဲ့ပေါ်ရထားကတက်လိုက်သွားရပေါ့လမ်းကြတော့စကားပြောနေဥက္ကရာဆရာကြီးမှတည်တဲ့ခါကျတော့ရှောက်သွားတယ်တခါကြီးကအရှင်ဖျားယူတော့ကြုံတုံးလေးနိဗ္ဗာန်ရောက်ကြောင်တရားများချီးမြှင့်တော်မူပါဖျားလို့ရှောက်ချက်တော့ဆရာတော်ကြီးကတခါကြီးနိဗ္ဗာန်ရောက်ကြောင်တရားဟောခိုင်းအောင်ခမညာနိဗ္ဗာန်တကယ်လို့ကြည့်လို့လားလို့မြည်တော့အာရှင်ဖျားဘုရားဘာသာပဲဖျားလိုချင်တာပေါ့လို့ဆိုတာ ဒကာကြီးဟောလာတခြားစဉ်းစားမအောင်ဟာလိုချင်မှတဲ့ဒကာကြီးอ่ะအဲ့လိုဆိုဒကာကြီးကြုံမေးမြဗျာလို့ပြောအခုဒကာကြီးဒီသားစီလာတယ်ရန်ကုန်ကနေနိဗ္ဗာန်လာရှာသားလားစီးပွားလာရှာသားလားလို့မေးတာတယ်လာလာဘာကိစ္စန္တလားလဲအစိုးရကိစ္စနဲ့ဆိုတော့နိဗ္ဗာန်ရှာသားလားစီးပွားရှာသားလားစီးပွားရှာသားဟုတ်တယ်မဟုတ်လားအဲ့ကျမှ ဒကာကြီးကလည်းပညာတတ်ဆိုချက်ချင်းတန်းတော့ဟာမမဒီတော့ဒကာမသွားလို့ပါဗျာသိခင်မှာသိခင်မှာလို့ကြောက်ဟုတ်လားအဲ့ဒီမှာဆရာကြီးကမိန်တယ်ဒကာကြီးပတ်ထားလို့ပြောနောက်တစ်ခါဘုန်းကြီးတွေနဲ့တွေ့ရင်ခင်ဗျာနိဗ္ဗာန်ရောက်ကြောင်းတရားဟောတော်မူပါဗျာလို့မရှောင်နဲ့နိဗ္ဗာန်လိုချင်စိတ်ပေါက်အောင်တရားဟောတော်မူပါဗျာလို့ရှောင်လို့ပြောတာလေဟုတ်လားအဲ့တော့ဦးဇင်းတော့ကနိဗ္ဗာန်ကုသိုလ်လုပ်တိုင်းဆုတောင်းကြတယ်တကယ်လိုချင်သလားလို့မေးရင် တကယ်တော့ခုနတကကြီးလို့လိုချင်တယ်လို့လို့ဖြစ်နေတာဗျာနော်တကယ်တော့တိမလိုချင်ဘူးရဲ့ဟုတ်လားဟုတ်လားအခုစမ်းလိုက်ကိုလိုချင်တဲ့ဟာတွေခင်ဗျားတို့ရအောင်မရှာဘူးလားကဲတကယ်လို့ပတ်စံလိုချင်တယ်မို့လားရှာတော့နေဖို့ဖို့မိုးရွာရာရှာပါဟာပင်မခံရှာတယ်အသက်ဆောင်ပြီးတော့ရှာတယ်လေဟုတ်တယ်မို့လားနေဗန်လိုချင်တယ်ပြောတယ်အဲ့လောက်ကြီးရှာဘူးလားဆိုတော့ အဲ့ဒါကလိုချင်တာမလိုချင်တာမိဘနဲ့ပတ်စံဘယ်ဟာလိုချင်တယ်လဲဆိုဘယ်လိုပြောအောင်လဲအဲ့ဒါပဲဟုတ်တယ်ဟုတ်လားအဲ့ဒါဦးဇင်းကသာသနာနဲ့ကြုံကြိုက်တော့မိဘလိုချင်လဲလိုချင်စိတ်ပေါအောင်မွေးကြရတာပေါ့ဗျာဟုတ်တယ်မဟုတ်လားအေးဟုတ်တယ်မဟုတ်လားဟိုနောက်ဆရာကြီးတပါးကြောစာကြည့်နေတယ်အော်မမင်းတို့ကနိဗ္ဗာန်ရရပါလို့နိဗ္ဗာန်ကရဖို့ရမခက်ဘူးဗျာလို့ပြောတာလေဟုတ်လားလိုချင်မို့ရာကပါလဲ ဖြစ်ပါတယ်ဟုတ်လားလိုချင်ရင်ဟိုခဏတော့တကယ်စဉ်းစားကြည့်လိုက်လေပတ်စံရှားတလောက်တာနိဗ္ဗာန်ရှားကြည့်ခင်ဗျာရနိုင်တယ်ကိုဝါတယ်ဟုတ်တယ်ဟုတ်လားเอ้ยไอ้တော့မြတ်စွာဘုရားအဲ့လိုဖြစ်မှာဆိုလို့ကုသလုပ်တိုင်းလက်တံဘာတောင်းခိုင်းတာတော့အေးသေယံပတ္ထေထဘိခဝေသေယံပတ္ထေတဝါနာဒါနန္တတ္တပံသီလံသမာဓိတ္တပံဘာဝနာဘာဝိတ္တပံမင်းတို့ဘာကုသူပဲလှုပ်လို့ နိဗ္ဗာန်ကြီးပဲတောင်းနိဗ္ဗာန်ကြီးပဲဥတည်ရထားပြီးတော့လို့လို့ဒီလိုမိန်တာပေါ့ဟုတ်တယ်မလားအေးအခုဒီအကြီးတော့အာဒီထက်ယောဂီတရားသမားစီတော့ပြောတာပြောတာလို့တောင်းတော့တောင်းကြမှာပါဒါပေမဲ့စိတ်ပါလက်ပါလည်းဖြစ်အောင်တော့ဘိုးအရေးကြီးတာပေါ့ဗျာဟုတ်တယ်မလားအေးဒီအခုလည်းကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်ငါတို့ဒီနေ့လုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုဒါဒီပြရဆရာတော်သုံးပါလှူရတာပေါ့နော်အဆုံးလက်ကကြရဲအနဝကမဝိရုဒ္ဓတော်လည်းလှူရမှာဆိုတော့ငါတို့ဒီနေ့လုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုကြောင့်မြတ်စွာဘုရားရှင်မိမ့်မှာတဲ့အတိုင်း မြတ်စွာဘုရားရှင်သာသနာနဲ့ကြုံတွေ့ရမှာသာသိရတယ်မြတ်စွာဘုရားရှင်သာသနာရဲ့အနှစ်ဖြစ်တဲ့နိဗ္ဗာန်ဟုတ်လားအခုလုံနေတာလည်းသာသနာတွင်လုံနေရတာကိုဟုတ်လားသာသနာတွင်ကုသိုလ်အဆုစုကြောင့်သာသနာရဲ့ပန်းတိုင်သာသနာရဲ့ဥတည်ရဖြစ်တဲ့နိဗ္ဗာန်ကိုအများဆုံးရရပါလို့ရည်ရွယ်နိဗ္ဗာန်ကိုအာယုံပြုပြီးတော့စုတောင်းရည်စက်ချကြပါနော်